အမေရိကန်ကတရမဝင်ဝင်ရောက်လာသူတရုတ်နိုင်ငံသား၄000ကိုပြည်နှံတန်းပေးခြင်းចောင်းသားဗီဇာဖြင့်ဝင်ရောက်သူများပါစိုးရိမ်နေရခြင်းလက်တလုံးမှာတော့ဒီကိစ္စအတွက်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိနေတဲ့တက္ကသိုလ်နှစ်ခုပါဝင်ပတ်သက်နေပါတယ်ဧပြီလ17ရက်နေ့မှာတော့ US နိုင်ငံတော်လုံခြုံရေးဌာန DHS အနေနဲ့တရုတ်နိုင်ငံသား F1 visa ကိုင်ဆောင်သူတွေရဲ့တရားဝင်မှုကိုရက်စဲခဲ့ပါတယ်ဘက်ကလေးတက္ကသိုလ်မှာတက်ရောက်နေတဲ့ចောင်းသားတယောက်ဆိုရင် သူ့ရဲ့တရားဝင်မှုပြီးဆုံးသွားပြီဆိုတဲ့အီးမေးလ်တစ်စောင်ကိုចောင်းកောင်စီကနေရရှိခဲ့ပါတယ်။ចောင်းသားတွေနဲ့နိုင်ငံချင်းအလဲလှယ်ပညာသင်ယူတဲ့လူတွေရဲ့တရားဝင်မှုတွေကို DHS ကရပ်နားလိုက်တာဖြစ်ပါတယ်။ဒါ့ပြင်မဲ့ဂျွန်လာမှာ Master စာရန်အပီးပြုစုရမယ်အထူးပြု Master သင်တန်းသားတွေကတော့မပြီးဆုံးသေးတဲ့စာရန်တွေရှိနေကြပါသေးတယ်။တရက်ထဲမှာပဲ Stanford University ကလည်းနိုင်ငံတကာចောင်းသား6ယောက်ရဲ့စာကြည့်တိုက်ဝင်ခွင့်ကပ်ပြားတွေကိုပိတ်ပင်လိုက်ပါတယ်။ ဒီចောင်းသား6ယောက်ကိုလည်း DHS ကတရားမဝင်ကြေညာထားတယ်ဆိုတာចောင်းကသိသွားလို့ဖြစ်ပါတယ်။တက္ကသိုလ်တွေက DHSC ကနေအចောင်းကြားတာတွေလက်ခံရရှိကြပါတယ်။စာရင်းထဲမှာပါနေတဲ့တရားမဝင်ចောင်းသားတွေကို82နှစ်အတွင်းចောင်းကနေထွက်ခွာဖို့တတိပေးကြပါတယ်။ပြီးတော့နိုင်ငံအတွင်းကနေလည်းထွက်သွားပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးចောင်းထုတ်ခံလိုက်ရတဲ့လူတွေတဲကတယောက်ရဲ့အမေဆိုရင်သူကလေးဟာပြီးခဲ့တဲ့3နှစ်အတွင်းဒေါ်လာ11900လောက်ကိုကျူရှင်ကအဖြစ်ပေးသွင်းထားပြီးသားဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ post တင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီចောင်းသားဟာ၃ရက်အတွင်း US ကနေထွက်သွားရတော့မှာဖြစ်ပါတယ်။ဒီအတွက်သူ့မိသားစုတစ်ခုလုံးတုံ့လှုပ်နေကြပါတယ်။ဒီចောင်းသားရဲ့ဘွဲယူစာနဲ့ဟာတဝက်ပဲပြီးသေးပြီးတော့ငှားထားတဲ့တိုက်ခန်းကလည်းတက်တန်းနှစ်နှစ်စာကျန်နေပါသေးတယ်။ American နေနဲ့တရုတ်နိုင်ငံကိုကုန်သွယ်ခွင့်တိုးမြှင့်ကောက်ခံခဲ့တဲ့အချိန်ကစပြီးတော့တဲမာမှုတွေဇက်တိုက်ဆိုသလိုမြင့်တက်လာနေပါတယ်။ US ရောက်တရုတ်ចောင်းသားတွေဟာပဋိပက္ခတွေနဲ့ရုတ်တရက်ရင်ဆိုင်လာရပါတယ်။သတင်းတွေအရကတော့ចောင်းသားဗီဇာအများစုနဲ့တရားမဝင်တရုတ်နိုင်ငံသား၄000လောက်ကို US ကပြည်နှံနှံပေးတော့မယ်လို့ဆိုပါတယ်။ US တောင်ဝင်ရှိသူတွေဟာတက္ကသိုလ်ចောင်းတွေကိုចောင်းသားတွေရဲ့နောက်ခံရာသီဝင်တွေကိုတောင်းဆိုနေတယ်လို့ဆိုပါတယ်။နိုင်ငံတကာပညာရေးအုပ်စု NAFSA ကတော့အ ਨੇ စုံနိုင်ငံတကာចောင်းသော900 feet 900ဟာ visa တွေပြန်လည်ရုပ်သိမ်းခံရတော့မယ်လို့ဆိုပါတယ် ဒီထက်ကအများစုကတော့တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ကျောင်းသားအများစုကသိပ္ပံအင်ဂျင်နီယာပညာရပ်တွေကွန်ပျူတာနဲ့သက်ဆိုင်တဲ့ ਨੇ ဘယ်တွေစတဲ့နေရာတွေမှာပညာသင်ယူနေကြပြီးတော့တရုတ်အစိုးရစီကနေထောက်ပံ့ကြေးတွေရရှိနေတဲ့ကျောင်းသားတွေဖြစ်ကြပါတယ်။ Cornell တက္ကသိုလ်က PhD ကျောင်းသားတယောက်ဆိုရင်သူ့ရဲ့ကျောင်းသားဖီတာနဲ့ပညာသင်ဆုရုပ်တရက်ရပ်ဆိုင်းခံလိုက်ရတာကို Red Note မှာတင်ခဲ့ပါတယ်။သူကအကြောင်းပြချက်သေချာမသိရဘဲနဲ့ US မှာတရားဝင်ဖြစ်ခွင့်ကိုဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ လီယိုရှီယွန်ဆိုတဲ့နောက်ထပ် PhD ကျောင်းသားတယောက်ကလည်း Datmon တက္ကသိုလ်မှာကွန်ပျူတာဘာသာရပ်ကိုလေ့လာသင်ယူနေခဲ့ပါတယ်။ April 4ရက်နေ့မှာတော့သူ့ကျောင်းသားဗီဇာပြန်လည်ရုပ်သိမ်းခံလိုက်ရပါတယ်။သူက US ရဲ့အကောက်ခွန်ဥပဒေတွေကိုတခါမှကျူးလွန်ဖောက်ဖျက်မိတာမျိုးမရှိဘူးလို့ဆိုပါတယ်။ပြီးတော့ Israel Palestine စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စန္ဒပြပွဲတွေမှာပါဝင်ဘူးသူလည်းမဟုတ်ပါဘူး။ US တက္ကသိုလ်တက္ကသိုလ်တွေကတော့ ဘာလို့ចောင်းသားဗီဇာတွေပြန်ရုပ်သိမ်းနေတယ်ဆိုတာကိုတရားဝင်ကြေညာတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့လူတွေယုံကြည်နေတာကတော့ဒီကိစ္စတွေဟာ US နဲ့တရုတ်အစိုးရချင်းမကြေလည်မှုတွေကနေဖြစ်လာတယ်လို့ယူဆကြပါဗျ။ဒီကိစ္စတွေကြောင့်ပညာရပ်ဆိုင်ရာအတိုင်းအဝိုင်းမှာပဋိပက္ခတွေဖြစ်လာခဲ့ရပါဗျ။ဒါပေမဲ့ចောင်းသားဗီဇာတွေကိုတင်းကျပ်နေတာကအခုမှဖြစ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ Trump ရဲ့ပထမအကြိမ်သမရတက်တန်းကလေးကဒီကိစ္စတွေရှိနေခဲ့ပါဗျ။ 2018ခုနှစ်မှာဆိုရင်တရုတ်ကွန်မြူနီပါတီနဲ့ပတ်သက်နေတဲ့အကြောင်းအရာတွေကို US နိုင်ငံအတွင်းဝင်ခွင့်မပြုဖို့ Trump အစိုးရကလှုံ့ဆော်ခဲ့မိပါတယ်။အဲဒီနောက်မှာတော့တရုတ်နဲ့ US အကြားမှာလူပညာနဲ့ကုန်သွယ်ရေးပြိုင်ဆိုင်မှုတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာအကြောင်းအရာတွေကနေတဆင့် US ရဲ့အဆင့်မြင့်လူပညာတွေကိုခိုးယူနေတယ်လို့ US ကယူဆနေပါတယ်။အကြောင်းအရာဗီဇာတွေပယ်ဖျက်မှုအပြင် US ဟာတရုတ်နိုင်ငံကနေတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား3,900ကိုလည်း ကင်တွယ်ဖို့ရှိနေပါတယ်။အဲ့ဒီထက်က3900တော့တရားမဝင်ဝင်ရောက်လာသူတွေကိုပြည်နှံတန်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ဗီတာတတန်းကျော်လွန်ပြီးနေထိုင်နေတဲ့လူတွေကိုပြည်တံငွေကြီးကြီးမားမားချနိုင်ဖို့ကိုလည်း US အစိုးရကပြင်ဆင်နေပါတယ်။ April 10ရက်နေ့မှာတော့တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mark Nim က X ပေါ်မှာအခုလိုရေးသားခဲ့ပါတယ်။ကျမတို့ကတရုတ်တွေပါ။ကျမတို့ကလှုံ့ဆော်မှုတွေကိုမကြောက်ပါဘူး။ ဒီအတွက်ကျမတို့လဲကျသွားမှာမဟုတ်ပါဘူးလို့យေတာခဲ့တာဖြစ်ပါတယ်။သူမရဲ့ post အဆုံးသက်မှာတော့မော်စီတုံးရဲ့ video clip အတိုလေးတစ်ခုကိုပါတွဲပြီးတင်ခဲ့ပါသေးတယ်။မော်စီတုံးဟာတမ်းမောင်းများသောတရုတ်နိုင်ငံသားတွေတေဆုံရောက်မှုမှာတာဝန်ရှိသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူဟာလူမျိုးတုံးတက်ဖြတ်သူအာနာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ social media တွေမှာတော့ wine call လုပ်ဖို့လှုံ့ဆော်မှုတွေရှိလာခဲ့ပါတယ်။ US ကမမျှမတပြုမူနေပြီးတော့ US ကိုဘိုင်းကော့လုပ်ရမယ်ဆိုတဲ့လှုံ့ဆော်မှုတွေဖြစ်ကြပါဗျ။ဆန္ဒပြသူတွေကအောက်ခွန်တွန်းမြင့်လိုက်တာကတရုတ်နိုင်ငံကိုမကြောက်လန့်စေနိုင်ပါဘူး။တန်းတထောင်၄၀၀တော့တရုတ်နိုင်ငံသားတွေကိုပို့ပြီးစီလုံးသွားစေပါဗျ။ဒီနေ့ကစပြီးတော့တရုတ်ထုတ်ကုန်တွေကိုပဲတုံးဆွဲကြရအောင်။ပြီးတော့တရုတ်စီးပွားရေးတိုးတက်ဖို့ကိုပဲကြိုးစားကြရအောင်။အမေရိကန်နိုင်ငံရဲ့အစီအစဉ်ကဘလောက်ကြီးမားသည်ဖြစ်စေတရုတ်နိုင်ငံကတော့ကမ္ဘာ့ဆင်မြင်မှာဆက်ရှိနေမှာပါဗျ။ မင်းတို့ကတရုတ်နိုင်ငံသားတန်း1400ရဲ့စီးလုံးမှုကိုတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။ငါတို့ဒီစစ်ပွဲမှာနိုင်ရမယ်လို့ပြောခဲ့ပါတယ်။ဒါအပြင်ဘူဂျိုချောင်းတွေမှာဆိုရင်လည်း KFC နဲ့ Starbucks ထုတ်ကုန်တွေကိုဝယ်ယူအားပေးတာမျိုးမလုပ်ဖို့တရုတ်နိုင်ငံသားအချို့ကပြောဆိုနေပါတယ်။ US ထုတ်ကုန်တွေကို boycott လုပ်ပြီးတော့တရုတ်ထုတ်ကုန်တွေကိုသာသုံးစွဲဖို့လည်းပြောဆိုနေကြပါတယ်။ American Conservative နိုင်ငံရေးသမားတွေကလည်း Trump ရဲ့ကုန်သွယ်ရေးစစ်ပွဲကိုထောက်ခံနေကြပါတယ်။ Make America Great Again အစီအစဉ်ကိုထောက်ခံခဲ့တဲ့ Lauren Luma ဆိုသူက X ပေါ်မှာတရုတ်ကိုသင်ကန်းလာပေးဖို့အတွက်တရုတ်ကျောင်းသားတွေရဲ့ visa တွေကိုပြန်လည်ရုပ်သိမ်းတယ်တွေကိုကျမတို့ပြုလုပ်နိုင်ပါတယ်။တကယ်လို့တရုတ်သမ္မတရှီကျင့်ဖင်ကသာသမ္မတထရန့်နဲ့ဆက်ပြီးတိုက်ပွဲဆင်နွှဲနေမယ်ဆိုရင် အမေရိကန်မှာပညာသင်ယူနေတဲ့ရှစ်ရဲ့သမီးကိုပြင်ထင်တန်ပေးလိုက်လို့ရပါတယ်လို့ဆိုခဲ့ပါတယ်။နောက်ထပ် conservative တယောက်ဖြစ်သူ Markot ကလည်းတရုတ်ကသာကုန်သွယ်ရေးစစ်ပွဲထပ်ပြီးဆင်နွှဲနေမယ်ဆိုရင် စပိုင်တောင်းသားတွေကိုအိမ်ပြန်ပို့လိုက်တာအကောင်းဆုံးပါပဲလို့ဆိုခဲ့ပါတယ်။တရုတ်အမေရိကန်နိုင်ငံနှစ်ခုမှာနိုင်ငံရေးလုံခြုံရေးအားပြိုင်မှုတွေပြင်စီးပွားရေးအရတင်းမာမှုတွေလည်းရှိနေခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာတော့ American အကောက်ခွန်စစ်ပွဲဟာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုကြောင့်တင်းမာမှုတွေအလွန်မြင့်တက်လာရပါတယ်။တရုတ်နိုင်ငံအထူးအာရုံစိုက်တာကတော့မော်တော်ကားလော့ကနဲ့စက်မှုပစ္စည်းအပိုင်းဖြစ်ပါတယ်။ US ကတော့ဤပညာပိုင်းတင်ပို့မှုမှာပြင်းပြင်းထန်ထန်ထိန်းချုပ်ခြင်းတွေပါတယ်။ဒါကတရုတ်ရဲ့ဤပညာတိုးတက်မှုကိုတားဆီးဟန့်တားခြင်းနဲ့ဆန္ဒကြောင့်လည်းဖြစ်ပါတယ်။ဒီအတွက်နိုင်ငံတော်လုံခြုံရေးအမြင်အရတရုတ်ကွန်မြူနတီပါတီနဲ့ဆက်ဆက်နေတဲ့ចောင်းသားတွေကိုအိမ်ပြန်ပို့နေတာဖြစ်ပါတယ်။ US ဟာဒီစပိုင်ចောင်းသားတွေရဲ့ကိစ္စကိုစိတ်ပူနေကြတာအတော်ကြာနေခဲ့ပါပြီ။ကျောင်းသားဗီဇာတွေကိုပြန်လည်ရုပ်သိမ်းရခြင်းမှာအကြောင်းပြချက်၃ခုရှိနေပါတယ်။ပထမဆုံးတစ်ခုကတော့ရာသွေးမှုမှတ်တမ်းရှိတဲ့သူ မူးယစ်ဆေးနဲ့ပတ်သက်နေတဲ့သူတွေကိုပြစ်မှတ်ထားတာပါဒုတိယကတော့ပါလက်စတိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒပြဘူးတယ်လူပါလက်စတိုင်းဘက်ကိုအလေးတာတဲ့ចောင်းသားတွေဖြစ်ပါတယ်တတိယချက်ကတော့အကြောင်းပြချက်သေချာမသိရသေးပါဘူးယူဆရတာကတော့တတိယချက်ကတရုတ်ကွန်မြူနစ်ចောင်းသားတွေအမေရိကန်ပညာရေးတဲ့ကိုစိတ်ဝင်နေတာကိုတားဆီးခြင်းနဲ့အတွက်လို့ယူဆရပါတယ်ဒီចောင်းသားတွေဟာဤပညာတွေလျှို့ဝှက်ချက်တွေကိုခိုးယူသွားနိုင်ခြင်းရှိနေပါတယ်။ဒီအတွက် US ဤပညာနဲ့ သိပ္ပံပညာရပ်ပိုင်းဟာစိတ်ပူစရာဖြစ်နေတယ်လို့တာဝန်ရှိသူတွေကယူဆနေကြတာဖြစ်နိုင်ပါတယ်။လက်ရှိ US မှာရောက်ရှိနေတဲ့တရုတ်လူခွင့်ရေးဆိုင်ရာ ရှေ့နေ EU စောင့်ပင်းကတော့ US အစိုးရဟာယာစွေးမှတ်တမ်းရှိမရှိစစ်ဆေးရုံနဲ့မကကျောင်းသားတွေရဲ့ဆိုရှယ်မီဒီယာတွေကိုပါစစ်ဆေးခဲ့ပြီးတော့ American စန့်ကျင်ရေး post တွေတင်မှုသလားဆိုတာပါအထိပါလိုက်လံစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်ကွန်မြူနတီပါတီထောက်ခံအားပေးသူဟုံးမဟုတ်ကိုလည်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ ရာဇဝဲမှတမ်းမရှိတဲ့ចောင်းသားတွေဗီဇာပိတ်ခံနေရတာကဒီအចောင်းတွေကြောင့်လည်းပါဝင်နေပါတယ်လို့ဆိုပါတယ်။လက်တလုံးမှာတော့တရုတ်ចောင်းသားတွေဟာထိလွယ်ရှလွယ်တဲ့ဤပညာလှည့်ဝတ်ချက်တွေခင်မိတဲ့ရင်အချက်လက်ပေါက်ကြားနေရတာရဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ US တာဝန်ရှိသူတွေကယူဆထားကြပါတယ်။2024ခုနှစ်အောက်တိုဘာလထဲမှာမီချီဂန်ပြည်နယ်မှာရှိတဲ့စစ်တပ်စခန်းတစ်ခုကိုဗီဒီယိုရိုက်ခဲ့တဲ့အတွက်တရုတ်နိုင်ငံသား9ယောက်ကို US အစိုးရကငွေဒဏ်ချမှတ်ခဲ့ပါတယ်။ သူတို့ဟာ US နဲ့ထိုင်ဝမ်စစ်သားတွေပူးတွဲစစ်ရေးလေ့ကျင့်နေတာကိုဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီ9ယောက်စလုံးကမီချီဂန်တက္ကသိုလ်မှာတက်ရောက်နေတဲ့ចောင်းသားဗီတာကင်ဆောင်ထားတဲ့သူတွေဖြစ်ကြပါတယ်။2023ခုနှစ်ဇန်နဝါရီလမှာတော့ Ilionex နီးပညာတက္ကသိုလ်ဘွဲ့ရာ Chi Chong Chang ဆိုတဲ့ចောင်းသားဟာ US အာကာသနီးပညာနဲ့ဂျိုဒုနီးပညာတွေကိုခိုးယူခဲ့တယ်ဆိုတာကိုတွေ့ရှိပြီးတော့ထောင်ဒဏ်၈နှစ်အပြစ်ပေးခဲ့ပါတယ်။ သူရေဒနာပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာသတင်းအချက်အတုတွေကိုအသုံးပြုပြီးတော့စစ်ဘက်ဆိုင်ရာလှုပ်ဝှက်ချက်တွေကိုရယူဖို့ကြိုးစားတာမျိုးတွေလည်းဖြစ်ခဲ့ပူပါတယ်ဒါကြောင့်တရုတ်ကွန်မြူနတီပါတီဟာနိုင်ငံရဲ့ခြားကကျောင်းသားတွေကိုအသုံးပြုပြီးတော့သတင်းအချက်အလက်နဲ့ဤပညာတွေကိုခိုးယူနေတယ်ဆိုတာထင်ရှားလာပါတယ်။ဒါက US အတွက်ကတော့တကယ်အရေးကြီးတဲ့လုံခြုံရေးဆိုင်ရာကိစ္စတစ်ခုဖြစ်ပါတယ်။ဒီအတွက်အပြစ်မရှိတဲ့လူတွေကိုမှားယွင်းဆုပ်ဆဲမှုတွေလည်းဖြစ်ပေါ်နေပါတယ်။ US လွတ်တော်အမတ်တဦးကတော့ တရုတ်နိုင်ငံဟာပညာတော်သင်ကျောင်းသားတွေကိုအသုံးချပြီးတော့အချက်အလက်တွေကိုခိုးယူနေတာဟာသိမြင်ရတဲ့ရေခဲတုံးကြီးရဲ့ထိပ်ပိုင်းပဲရှိပြီးတော့မသိရသေးတာတွေကအများကြီးရှိနေသေးတယ်လို့ဆိုပါတယ်ဒီကိစ္စတွေဟာဆက်လက်ပြီးတော့ဖြစ်ပွားနေစေပါပဲတရုတ်ကျောင်းသားတွေဟာခေတ်အမီဆုံးဤပညာတွေကို US မှာသင်ယူခဲ့ကြပြီးတော့တရုတ်နိုင်ငံပြန်ရောက်တဲ့အချိန်မှာစစ်တပ်အတွက်အလုပ်လုပ်ပေးကြတယ်လို့ဆိုပါတယ်ကျောင်းသားများစုကတော့ US ကိုပညာသင်လာပြီးလှုပ်ဝှက်ချက်အမြောက်အများယူဆောင်ပြီးတော့တရုတ်နိုင်ငံကိုပြန်ကြပါတယ် ဒီအတွက်လက်ရှိတရုတ်နိုင်ငံနဲ့ပြိုင်ဆိုင်နေရတဲ့အမေရိကန်တွေအမြင်မှာဒီကိစ္စတွေကအထူးအရေးပေးစရာဖြစ်လာပါတယ်။ဒါအပြင်တရားမဝင်ဝင်ရောက်နေထိုင်တဲ့တရုတ်နိုင်ငံသားတွေအရေးကလည်းအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။၂024ခုနှစ်မှာဆန်ယန်နင်းလို့ခေါ်တဲ့လူတစ်ယောက်ဟာတရုတ်ကွန်မြူနတီပါတီအတွက်တရှိုးလက်ပေးမှုနဲ့အဖမ်းခံခဲ့ရပါတယ်။၂022ခုနှစ်တုန်းကလည်း US နိုင်ငံရေးဆိုင်ရာအချက်အလက်တွေကိုခိုးယူမှုနဲ့ဂျွန်ချန်ဆိုသူတရုတ်နိုင်ငံသားတစ်ယောက်အဖမ်းခံခဲ့ရပါသေးတယ်။ သူဟာထိုင်ဝမ်ထောက်ခံသူတွေကိုချိန်ချောက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုပါရင်ဆိုင်ခဲ့ရပါတယ်။2024ခုနှစ်မှာအသက်86နှစ်အရွယ်တရုတ်ကျောင်းသားဝင်ရှူးဆိုသူဟာတရုတ်ကွန်မြူနစ်ပါတီရဲ့အေဂျင့်တယောက်ဖြစ်နေတာကိုစုံစမ်းဖော်ထုတ်မိခဲ့ပူပါတယ်။သူဟာဒီမိုကရက်တယောက်လို့ပြုမူခဲ့ပြီးတော့ US Democrat ဆက်သွယ်ဖွဲ့စည်းရေးနဲ့အဆက်သွယ်နဲ့ထိုင်ဝမ်ဟောင်ကောင်တိဘက်ဝီဂါစတဲ့ဒေသတွေကိုတက်ကြွလှုပ်ရှားသူတွေရဲ့အကြောင်းကိုတရားမဝင်စုံစမ်းနေခဲ့ပါတယ်။ ပြီးတော့ရလာတဲ့အချက်လက်တွေကိုသူကတရုတ်ကွန်မြူနတီပါတီကိုပြန်ပို့ပေးပါတယ်။ US ဟာရွှေပြောင်းနေထိုင်သူတွေကမက္ကဆီကိုလိုနိုင်ငံကိုတတိထားခဲ့ပါတယ်။ဒါပေမဲ့အခုတော့တရုတ်နိုင်ငံကိုပို့ပြီးတတိထားလာရပါပြီ။တရုတ်ရွှေပြောင်းနေထိုင်သူတွေဟာစပိုင်တွေဖြစ်နေမှာကိုအမေရိကန်တွေထိတ်လန့်နေပါပြီ။ US ရဲ့လက်တော်ဗီဇာတင်းကြပ်မှုတွေဟာ US ဘလောက်ထိစိုးရိမ်နေမလဲဆိုတာကိုဖော်ပြနေပါတယ်။ US ဟာဗီဇာတွေတင်းကြပ်ရုံနဲ့မကတရုတ်ကျောင်းသားတွေကိုပါအထူးစုံစမ်းနေခဲ့ပါပြီ။ ဒါကကမ္ဘာအဆင့်နည်းပညာပြိုင်ဆိုင်မှုတွေကြောင့်ပေါ်ပေါက်လာရတဲ့ဖြစ်ရပ်တွေဖြစ်ကြပါတယ်။ပြီးတော့စီးပွားရေးနဲ့ထုတ်လွှင့်နိုင်တဲ့အတွက်ပါပြိုင်ဆိုင်နေကြတာလည်းဖြစ်ပါတယ်။နည်းပညာတွေအဆက်မပြတ်တိုးတက်လာတာနဲ့မျှခေတ်မီနည်းပညာတွေကို ပိုင်ဆိုင်ထားသူဟာအနာဂတ်အတွက်တော့ကိုယ်ကိုင်ထားရတဲ့တူလာပါပြီ။အထူးသဖြင့် US နဲ့တရုတ်နိုင်ငံတို့ဟာခေတ်မီနည်းပညာပိုင်ဆိုင်မှုအတွက်ရှင်ပြိုင်နေကြပါပြီ။ဒီပြိုင်ဆိုင်မှုတွေကတရုတ်အတွက်ကမ္ဘာဆင်းပြင်းပေါ်မှာနေရာရလာစေဖို့အတွက်အထူးအရေးပါပါတယ်။ အနာဂတ်စူပါပါဝါဟာ US ဖြစ်မလားတရုတ်ဖြစ်မလားဆိုတာကိုပြိုင်ဆိုင်နေကြတာလည်းဖြစ်ပါတယ်။ Quantum ယူပပေတာကွန်ပျူတာနည်းပညာနဲ့ Semiconductor Nebury မှာတရုတ်ဟာ American ကိုအမိလိုက်နိုင်ဖို့ကြိုးစားနေပါတယ်။ဒီနည်းပညာအချက်လက်တွေဟာအထူးရေးပါတဲ့လျှို့ဝှက်ချက်တွေဖြစ်ကြပြီးတော့ထိလွယ်ရှာလွယ်ပါတယ်။ဒီအချက်လက်တွေဟာပညာရေးနယ်ပယ်သုတေသနဖလှယ်ရေးစတဲ့ Nebury ကနေပေါက်ကြားသွားပြီးတော့တရုတ်နိုင်ငံလက်ထဲကိုရောက်ရှိနေပါတယ်။ US ကဒါကိုတားမြစ်ချင်နေတာဖြစ်ပါတယ်။ တရုတ်ကျောင်းသားတွေဒါမှမဟုတ်သုတေသနပညာရှင်တွေစီကနေအချက်အလက်တွေမတော်တဆဖြစ်ဖြစ်တမင်တကာဖြစ်ဖြစ်ပေါက်ကြားသွားမှာကို US ကမလိုလားပါဘူး။ဒါကြောင့်လဲကျောင်းသားတွေရဲ့နောက်ခံ background ကို US ကတေချာလေ့လာဆန်းစစ်နေတာဖြစ်ပြီးတော့သုတေသနနယ်ပယ်ကလူတွေကိုပါတင်းကျပ်လာနေတာဖြစ်ပါတယ်။ဒါမှသာ US ဟာနည်းပညာလောကမှာဥဆောင်နေရာရထားတဲ့အပေါ်ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ US ရဲ့မြန်မာတော့နိုင်ငံကူးပြောင်းနေထိုင်ခွင့် visa နိုင်ငံသားခံယူထားသူတွေကိုစောင့်ကြည့်ခွင့်စတာတွေပေါ်အာယုံဆိုင်ခြင်းဟာနိုင်ငံလျှို့ဝှက်ချက်တွေကိုလုံခြုံအောင်ထိန်းသိမ်းနိုင်မှုအတွက်မရှိမဖြစ်လိုအပ်နေပါတယ်။ဒီလိုဆိုရင်နိုင်ငံပြောင်းရွှေ့နေထိုင်သူတွေကိုတေချာစောင့်ကြည့်နိုင်ပြီးတော့လှုပ်ရှားမှုတွေကိုလည်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ပြီးတော့တရားမဝင်လုပ်ငန်းလုပ်နေတဲ့သူတွေအန်ရဲအလားအလာရှိတဲ့သူတွေကိုလည်းခွဲထုတ်သွားနိုင်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်ယာကွေးမှုတွေနဲ့စပိုင်လုခံရမှုတွေကိုကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။နိုင်ငံဖြတ်ကျော်နေထိုင်ခွင့်ဥပဒေတွေကိုတင်းကျပ်လိုက်ခြင်းအဖြစ်တရုတ် ចောင်းသားវីសាတွေကိုတင်းကျပ်လိုက်ခြင်းစတာတွေကပုံမြင်အစ်တစ်ခုတော့ဟုတ်မနေပါဘူး။ဒါပေမဲ့ဒါတွေကနိုင်ငံနှစ်ခုကြားတင်းမာနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ US အစိုးရကတော့တင်းကျပ်တဲ့မူဝါဒတွေကိုဆက်လက်ကျင့်သုံးမယ်။ဒါမှမဟုတ်ဒီထက်ပိုပြီးတင်းကျပ်မယ်ဆိုတာသိကြနေပါတယ်။တရုတ်ကွန်မြူနတီပါတီကလည်းသူ့ရဲ့ရည်မှန်းချက်တွေကိုစွန့်လွတ်မှာမဟုတ်ဘဲနဲ့တရှိုးပြုလုပ်မှုတွေဆက်လက်ရှိနေအောင်မှာဖြစ်ပါတယ်။သူတို့ကဒါကိုနိုင်ငံရေးဒါမှမဟုတ်လူထုအမြင်အရဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တော့တင်းမာမှုတွေဟာနောက်ပြန်ဆုတ်လို့မရတဲ့အခြေအနေတွေထိရောက်သွားနိုင်ပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ US ဟာနိုင်ငံတော်လုံခြုံရေးကိုသာအထူးအလေးပေးဆောင်ရွက်မယ်လို့ယူဆနေကြပါတယ်။ US ဟာနိုင်ငံတကာပြိုင်ဆိုင်မှုထက်နိုင်ငံလုံခြုံရေးကိုအဓိကထားစဉ်းစားပါလိမ့်မယ်။ဒါကကမ္ဘာတဝန်းပြိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့အချိန်မှာနိုင်ငံအများစုရွေးချယ်ကြတဲ့ view ဟာဖြစ်ပါတယ်။ US အပြင်ဥရောပဂျပန်နဲ့တခြားစီးပွားရေးအင်အားကြီးနိုင်ငံတွေဟာ ထိလွယ်ရှာလွယ်တဲ့ဤပညာပိုင်းဆိုင်ရာတွေကိုတင်းကျပ်ထားစေပါပဲ။လက်ရှိတရုတ်အမေရိကန်နှစ်နိုင်ငံတင်းမာမှုမှာတော့နိုင်ငံလုံးကျုံရေးဖြင့်ဤပညာလှုပ်ဝက်ချက်တွေမပေါက်ကြားစေရအတွက်ပါဦးတည်နေပါတယ်။ဒါတွေကတော့ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ဤပညာပြိုင်ဆိုင်မှုတွေနဲ့ US တရုတ်ကြားပြိုင်ဆိုင်မှုတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ US ဟာဆက်ပြီးတော့ဗီဇာပယ်ဖျက်မှုတွေပြုလုပ်နေဦးမလား။တရုတ်ဘက်ကတော့ဘယ်လိုတုံ့ပြန်မလဲ။ ကုံသွယ်ရေးစစ်ပွဲကတော့ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုကျွန်တော်ရဲ့ channel လေးမှာဆက်ပြီးလေ့လာဆောင်ကြည့်လိုက်ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်